ဦးငါမိတ်ဆွေကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ဒါသူ့ရဲ့နေကနေပြီးတော့ဒါတရရဲတဖွဲ့ဝင်တွေကဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါရန်ကုန်တိုင်းဒေသကြီးလှိုင်မှုနဲ့ရက်စကမှုကနေပြီးတော့တရလုပြီးလို့ပြီးတော့ဒါအမှုဖွင့်တရားစွဲဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါတော့ကျွန်တော်ဦးငါမိတ်ဆွေရဲ့ဒါအလုံးနဲ့ထောင်းတန်း၃နှစ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီးတော့နှုတ်ဆက်စကားလေးပေါ့ဗျာကျွန်တော်ကကြိုက်သူရဲစခန်းကစခန်းမှုကလက်ခေါ်တယ်ဗျာနော်လက်ခေါ်တယ်လက်ခေါ်ရတဲ့အကြောင်းက အလှိုင်မြို့နယ်မှာတဲ့ရန်ကုန်လှိုင်မြို့နယ်မှာကျွန်တော်ကို905ကကြီနဲ့အမှုဖွင့်ထားပါတယ်တဲ့เนาะအဲ့ဒီကိစ္စနဲ့ကျွန်တော်ကိုလာခေါ်တာပေါ့ဗျာဘုရုံမူကြီးမေအောင်လိုက်ပါတယ်တောင်ဆန်းစုကြည်လည်းပါတယ်ခမားတို့လည်းပါတယ်အားလုံးပါမြန်မာတွေကတော်တော်ကိုရက်ဆက်ရိုင်းဆိုင်အယုဒ္ဓမာတွေဖြစ်ကုန်ပြီဗျာเนาะအယုဒ္ဓမာလူမျိုးတွေဖြစ်ကုန်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါဦးငါးမင်းဆွေပေါ့ဗျာဦးငါးမင်းဆွေကဒီအလုံးနဲ့ထောင်တန်း ုံးနှစ်ချမှတ်ခံရတယ်လို့ဒါဒီကနေ့ဒါမီဒီယာတွေမှာဖော်ပြတာတွေ့ရပါတယ်အော်ဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့ဒီ VOM သတင်းဌာနကလည်းဒီချင်းနဲ့ပတ်သက်ပြီးတော့တို့ဒါရေးသားဖော်ပြတာတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်တော့ဒါ V1 ကကျွန်တော်တို့ဒီပထမဆုံးဒါရေးသားတာပါရေးသားတဲ့ခါမှလည်းကျွန်တော်တို့ဒီဦးငါးမင်းဆွေရဲ့ဒီရှေ့အနေနဲ့မေးမြန်းပြီးတော့တို့ရေးသားတာတွေ့ရပါတယ်အဲ့တော့ဦးငါးမင်းဆွေကိုဦးမဦးငါးမင်းဆွေကဒီကနေ့မလ29ရက်နေ့မှာအင်းစိန်ထောင်ထဲတရားရုံးကနေပြီးတော့ဒီပုံမှန်ငါးငါးကကြီးနဲ့အလုံးနဲ့ထောင်နဲ့၃နဲ့၆မှတ်လိုက်တယ်လို့ဒါဖော်ပြထားတယ် ပြီးတော့ဒီဦးငါမိတ်ဆွေကိုဒါဒါကျွန်တော်ဒီဖန်ဆီးအေးယူအေးယူလိုက်တာကဒါသူရဲ့ Facebook မှာကောသူရဲ့ဒီ TikTok မှာကောအတင်နဲ့ဒီအတန်ဖိုင်တွေရုပ်တံတွေနဲ့ပတ်သက်ပြီးတော့ဒါဖန်ဆီးအေးယူတိုက်တာလို့ဖော်ပြထားတယ်အဲသူ့ကိုဒီဖန်ဆီးထားတဲ့ကာလာနဲ့အမေချတဲ့ကာလာကအားလုံးကျွန်တော်တို့လေးလကျော် ကာလာမှာဒါအမေချမှလိုက်တာလည်းဖြစ်ပါတယ်အဲ့တော့အဲ့မှာသူရဲ့ရှင်နေဦးငါမိတ်ဆွေရဲ့ရှင်နေဖြစ်တဲ့ဦးတန်းစောအောင်ပြောတဲ့မွေးတိုက်ကျွန်တော်တင်ပြပါမယ်ဒီချက်လက်ကိုကျွန်တော် VOM မှာဖော်ပြထားပါတယ်ဆိုင်မျိုးနဲ့တရားရုံးပြီးအင်းစိန် အချင်းထောင်တရားခွင်ကားတဲ့ဒီကနေ့အမိန့်ချမှတ်လိုက်ပါတယ်။ဦးငါးမိတ်ဆွေအကောင့်မှာတင်ထားတဲ့စာတွေကို screenshot screenshot ရိုက်ပြီးလုတ်ထားတဲ့စာ20ကိုအမှုတိဆောက်ပြီးတော့တရားဆွဲတာပါတဲ့။ဒါတွေက account တွေကလုတ်တာပါတဲ့။ account စစ်ကသူလုတ်တာမဟုတ်ပါဘူးလို့ညင်းဆိုတဲ့အကြောင်းအပိုင်ရဲစကားမှာပြောပါတယ်တဲ့။တရားခံဦးငါးမိတ်ဆွေဘက်ကသူ့ account စစ်မဟုတ်ကြောင်း electronic ကိရိယာတွေနဲ့ထောင်ထဲကိုယူခွင့်မရှိတာကြောင့်ကျွန်တော်တို့ဘက်ကတက်သေးပြဖို့အခက်အခဲတွေရှိပါတယ်တဲ့။တက်သေးပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်လို့ဦးငါးမိတ်ဆွေရဲ့ရှင်းနေ။ ရှင်းနေဦးသက်စောအောင်ကပြောတယ်လို့ဒါဖော်ပြထားတွေ့ရပါတယ်ဦးငါမိတ်ဆွေကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထုံမြို့နယ်မှာရှိတဲ့ဒါသူ့ရဲ့နေကလည်းပြီးတော့ဒါတရရဲ့တဖွဲ့ဝင်တွေကဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါရန်ကုန်ဒေသကြီးလှိုင်မှုနဲ့ရက်စကမှုကနေပြီးတော့တရားလိုပြုလုပ်ပြီးတော့ဒါအမှုဖွင့်တရားစွဲဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါတော့ကျွန်တော်ဦးငါမင်းဆွေရဲ့ဒါအလုံးနဲ့ထောင်းတန်းသုံးနှစ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဒါပြည်တွင်းမီဒီယာတခုဖြစ်တဲ့ဖွေးဝဲသတင်းဌာနကဒါသူ့ရဲ့ရှင့်နေနဲ့မင်းပြန်ပြီးတော့ အမေးမြန်းပြီးတော့ကျွန်တော်သတင်းဖော်ပြတဲ့ပုံမှာပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သိရသလောက်ကလည်းဦးငါမင်းဆွေဒါအလုံးနဲ့ထောင်းနဲ့သုံးနဲ့ချမှတ်ခံတာဒါမှတ်ခံတယ်လို့တော့နီးစက်တဲ့သူတွေကတော့ဒါအတည်ပြုပါတယ်ဒါတော့ဒီဦးငါမင်းဆွေနဲ့ပတ်သက်ပြီးတော့ဒါတင်ပြပေးတာဖြစ်ပါတယ်အဟုတ်ကဲ့အလုံးချစ်လာသောမြန်မာများခင်ဗျာအဲကျွန်တော်နှုတ်ဆက်စကားလေးပေါ့ဗျာကျွန်တော်ကခြိုက်သူရေစကန်ကစကားမှုကလာခေါ်တယ်ဗျာနော်လာခေါ်တယ်လာခေါ်ရတဲ့အကြောင်းကအဲလှိုင်မြို့နယ်မှာတဲ့ရန်ကုန်လှိုင်မြို့နယ်မှာကျွန်တော် 905ကကြီနဲ့အမှုဖွေတာပါတယ်တဲ့เนาะအဲ့ဒီကိစ္စနဲ့ကျွန်တော်တို့လာခေါ်တာပေါ့ဗျာเนาะကျွန်တော်ရန်ကုန်ပို့มาပေါ့เนาะ905ကကြီနဲ့အဲကျွန်တော်တရားဆွေးရတယ်ဗျာเนาะအဲ့လိုတော့အကြံပြင်းသိရတယ်ဗျာเนาะနောက်တော့အသေးစိတ်တော့ကျွန်တော်ဘာမှမသိဘူးအခုကျွန်တော်လာခေါ်ပြီအဲကျွန်တော်လိုက်သွားတော့မှာဗျာဟုတ်ကဲ့ဟုတ်ကဲ့เนาะအားလုံးခြေလောက်ဆောင်တော်များများအားလုံးကျွန်တော်နှုတ်ဆက်ပါရယ်မြန်မာပြည်ကြီးအများစုငြိမ်းချမ်းပါစေเนาะကျွန်တော်ကငြိမ်းချမ်းရေးပဲလုပ်တာပါเนาะဟုတ်ကဲ့ဟုတ်ကဲ့เนาะအားလုံး အဆင်ပြေကြပါစေအားလုံးဘေးရန်ခတ်သိမ်းကင်းကြပါစေဗျာကျွန်တော်ငါမင်းဆွေပါโอเคโอเคเปลี่ยนส่งยามเลยครับตะนี้จ้ะโอเคอารมณ์ฉิละซอซอญาติมาครับเอ่อเอ่อจนเราก็เปียวๆนี่จ้ะครับบุฑิลิงเคสอ่ะเปียวบ่อู ဘုဒ္ဓလင်ကိစ္စပြောပါဦးဆိုပြီးပြောနေကြတယ်ဗျကျွန်တော်လက်ကြားတယ်ဗျာတော်တော်ကိုတော်တော်ကိုတော့စိတ်ထိခိုက်တယ်ဗျာနော်တော်တော်လည်းစိတ်ထိခိုက်တယ်ပြီတော်တော်လည်းရှက်တယ်ဗျာနော်ရှက်တယ်ဗျာကျွန်တော်ရှက်တာပြောတာပါနော်ဘုဒ္ဓလင်ကိစ္စဘသူတွေလောက်တာလဲဟုတ်လားဒီဘက်ကပြောတော့ဟိုဘက်ကလှုပ်တယ်ဟိုဘက်ကပြောတော့ဒီဘက်ကလှုပ်တယ်အဲ့တော့ ကျွန်တော်အမြင်ပြောရရင်တော့ဘာလို့လောက်တာလဲဆိုတာရှင်းရှင်းလေးပဲဗျဘူးဒလင်ကိစ္စဒါလောက်ရက်ဆက်ယုံမာတဲ့ကိစ္စယူဘာလို့လောက်သွားတာလဲရှင်းရှင်းလေးဘူးဒလင်ကိစ္စဘာလို့လောက်လဲဆိုမြန်မာတွေလောက်တာပေါ့ဗျာမြန်မာလူမျိုးတွေလောက်တာလေအဲ့ဒီထဲမှာကျွန်တော်လည်းပါတယ်ဗျာဘူဂျိုမူကြီးမေအောင်လည်းပါတယ်ဒေါ်စားစုကြည်လည်းပါတယ်နော်ဘူးဒလင်ကိစ္စလောက်သွားတာမြန်မာတွေလောက်သွားတာမြန်မာတွေထဲမှာ ကျွန်တော်ကားမစ်ဆွေလည်းပါတယ်ဘူဂျုံဘူကြီးမေအောင်လိုက်ပါတယ်တောင်ဆန်းစုကြည်လည်းပါတယ်ခမားတို့လည်းပါတယ်အားလုံးပါမြန်မာဒီကတော်တော်ကိုရက်ဆက်ရိုင်းဆိုင်အယုဒ္ဓမာတွေဖြစ်ကုန်ပြီဗျနော်အယုဒ္ဓမာလူမျိုးတွေဖြစ်ကုန်ပြီအဲ့တော့အားလုံးမှတောင်းမှရှိတယ်ဗျအခုအချင်းချင်းတပ်ဖြတ်နေကြတာမြန်မာလူမျိုးချင်းချင်းမြန်မာနိုင်ငံသားချင်းချင်းတပ်ဖြတ်နေကြတာ လက်အားလုံးမှာတာဝန်ရှိတယ်ဒါဒီပြီးဆုံးအောင်ဟောအားလုံးမှာတာဝန်ရှိတယ်ဗျဆက်เสียတော်တော်ကောင်းပါလေဗျာနိုင်ငံတကာအလဲမှာလဲခဗျာဒီလောက်တောင်မှကို့လူမျိုးချင်းချင်းရက်ဆက်ရုံမှာအချင်းချင်းတွေတပ်ဖြတ်နေကြတာဗျာခင်ဗျားတို့မို့မချက်တတ်တာချက်ကြလေဘုရောမူကြီးမရောက်လားချက်ဒေါ်စန်းစုကြည်ချက်မချက်ဘူးလား ျွန်တော်ပြောတယ်ဝန်းနေကြပါဆက်တတ်ကြပါခင်ဗျားတို့တော့မဆက်ဘူးလားအကုန်လုံးအဲ့ဒါပဲဗျကိုယ့်အပြစ်ကိုမမြင်ဘူးအကုန်လုံးမှာတာဝန်ရှိတယ်အကုန်လုံးမှာအပြစ်ရှိတယ်ဒီကိစ္စတွေကကိုယ်လို့ဒီတိုင်းပြည်ဘူးဟုတ်လားအချမ်းမဖက်ရတရားဟုတ်လား ထွန်းကားနိုင်ငံကြီးပြဿနာကိုနိုင်ငံကြီးနဲ့ဖြေရှင်းတတ်အောင်မေတ္တာတရားထွန်းကားမလုံနိုင်ခဲ့ကြလို့ပေါ့ဗျာအကုန်လုံးမှာတာဝန်ရှိတယ်မြန်မာနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လာရာတို့တွေအဲ့တော့ကျွန်တော်လည်းခဏခဏပြောတယ်အမတော်စာစုကြီးကိုလှုပ်ပေးလိုက်ဟာလာသူဒီတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးလှုပ်ပေးနိုင်သူပဲဒီနိုင်ငံသားတွေရဲ့ဟာလာစိတ်ဓာတ်ကို သူကလွှမ်းမိုးနိုင်ဆုံးဗျဒီအချားမဖက်ရတရားကိုဟုတ်လားဒီမေတ္တာတရားတွေကို तू ဟောပြောပေးမှရမယ်ဗျ तू ဟောပြောပေးဖို့လည်းလိုတယ် तू ဟိုတော့ကလည်းထောက်ပတ်ဆက်ရှိတယ်မြန်မာနိုင်ငံကြီးတဲ့ဝင်တယ် तू ကတော့အချားမဖက်ရလမ်းစဉ်ကြည့်တုံတာပဲဒါပေမဲ့ဒီအချားမဖက်ရတရားတွေကို तू ထိတိရောက်ရောက် तू မဟောပြောတော့ဟောပြောသွားတာကျွန်တော်မကြားဘူးဗျပြည်သူတွေကြားပါ तू လုံနေတာဒီ59ဆလုံးပြည့်မို့ပုံမှန်436ပြည့်မို့ ဟုတ်လားတမရဖြစ်ဖို့ပဲလိုက်လုပ်နေတာသူတမရဖြစ်ဖို့ပဲလုပ်နေတာအဲ့တော့လူတွေကအချမ်းမဖက်ရေတရားထုံးကားဖို့သူတသူသူပြောတာကျွန်တော်မကြားပါဘူးညာသူသူသူဟောပြောပွဲတွေတော်တော်များများကျွန်တော်ရောက်ပါတယ်နော်နိုင်ငံအနှံ့ကျွန်တော်လိုက်နေတာအမဆုနောက်အဲ့တော့အမဆုလုတ်ပေးမယ်ဆိုရင်လွတ်ပေးလိုက်ပါဗျာဒီလိုတွေဟုတ်လားတိုင်းပြည်မှာဒီလိုပုံကူတွေ เนาะထိမ့်มาရတော့မယ်ဗျာเนาะဟုတ်ပြီဟုတ်ပြီဗျာအဲကျွန်တော်ဒါဘုဒ္ဓနဲ့ကိစ္စကျွန်တော်ပြောတာပါဘုဒ္ဓနဲ့အဲ့တော့ဗျာညမပြီးအညာညဉ်းချမ်းပါစေဗျာ